ဆရာကြီးငွေသိန်းတိမွေးကိုကုသိုလ်ယူရေးသားပေးထားပါတော့ကျွင်တော်မြောင်းနာတော်ရှိချောင်းစိုးယောဂါဖြစ်နေရင်ဒီစင်းဒီကိုသုံးကြည့်ပါလို့မိရတဲ့ကျမ်းမာရေးဆေးလက်ဆောင်လေးပဲဖြစ်ပါတယ်ပြီးခဲ့တဲ့မိုးတွင်တော့ကစိုက်သူကျွန်တော်ရမဲသိန်းမြို့နယ်တဲကကံဖက်ဆိုတဲ့ရွာကြီးကို သွားပြီးတော့ဝက်အကောင်ကြီး20ကိုတင်ကြွေခဲ့ရပါတယ် အပြန်ကြတော့မိုးမိပါလိရောတကူလုံးဆူရွှဲသွားတာပါပဲအပြန်မောင်းတင်ပန်းကုန်းရွာနာကိုရောက်တော့မိတ်ဆွေတယောက်ကသူ့ဘက်အစာမစားလို့ဝင်ကြည့်ပေးပါအောင်ဆိုတာနဲ့ဝင်ကြည့်ပြီးစိတ်ကူတာပေးခဲ့ရပါသေးတယ်မိုးရီကလည်းသဲနေတော့နောက်မယ်ဆိုပြီးတဏှာကြီးတော့နေလိုက်တော့ မူးကလည်းမစဲပါဘူးအဲ့ဒါနဲ့မထူးတော့ဘူးဆိုပြီးတော့မိုးရွာနေတဲ့ကြားထဲမှာပဲအင်းကိုရောက်အောင်ပြန်လာခဲ့ပါလိမ့်အင်းကိုရောက်တော့ဝေစားလိုက်ပြီးစေတောက်လိုက်တယ်နွနွထွထွနေလိုက်ပါလိမ့်ဒါပေမဲ့လုံးဝမရပါဘူးညကြတော့အင်းအားထဲမှာ ချောင်းဆိုတော့တာပါပဲဖျားတော့မဖျားပါဘူးအေးပတ်သွားတာပါ စိုက်တို့ကျွန်တော်ကိုကိုကယူဆက်နေတာတော့ချောင်းက စိုးပြေအောင်စိုးလိုက်ပါသေးတယ်နောက်တည့်ရမနဲ့ကြတော့အင်းစင်းဆိုတဲ့ရွာကမြို့နဲ့နှစ်မိုင်လောက်ဝေးပါတယ်နွားနေမကောင်းလို့ဆိုပြီးတော့လောက်ခေါ်လို့ စိုက်သူကျွန်တော်ကဆိုင်ကယ်စီးပြီးတော့လိုက်သွားခဲ့ပါတယ်ရွာလေးကဦးမောင်တို့အိမ်ကိုရောက်တော့ကျွန်တော်ကချုံးဆိုပြီးမနေ့ကအေးမိတယ်အခုလဲဆိုင်ကယ်စီးလာတော့ရေဘက်ကိုလေတိုးပြီးအေးဘက်ချုံးဆိုပြီးပေါ့ အိမ်ထဲကိုဝင်ကားစားပဲရှိပါသေးတယ်။ဟာတို့စီရလဲအိမ်ကနွားကြီးလိုချောင်းဆိုးနေတာကိုတဲ့မနေ့ကသူနွားကိုမိုးရွာလေးမှာခိုင်းလိုက်ပြီလို့အေးပဲပြီးချောင်းဆိုးတာထင်နေတဲ့စမျိုးလည်းမပြန်ဘူးတဲ့အစားလည်းမစားဘူးတဲ့စီဝန်တော့သွားတယ်ဒါပေမဲ့ဝမ်းကနေနေချုပ်တယ် မာနေပါတယ်တဲ့ဒါနဲ့ပဲစိုက်တို့ကျွန်တော်စမ်းသက်ကြည့်လိုက်တော့နှွားကအစုပ်ရောင်ပြီးတော့ဖြာနေပါပြီလေးပြွန်လဲရောင်နေပါပြီစမ်းသက်နေတော့မှပဲချောင်းတွေကအဆက်မပြတ်ဆုံးနေတာကို တွေ့ရပါတယ်အသက်ရှူတန်ကလေးပြင်းနေချောင်းဆိုးပြီးတော့နှွားကမော်နေပါပြီဦးမောင်ရေ ခမရနွားတော်မုံမီလို့အေးပဲပြီးအစုတ်ရောင်လို့ဖြားနေပြီဗျအဲလိုပြပြဆိုဆိုနဲ့နွားရဲ့အာကောင်ကိုနှိုက်ကြည့်တော့ပစ္စက်ကပူနေပါပြီပြေးကြသွားပါပြီစိုက်သူကျွန်တော်ပြောတယ်လို့ဖြစ်တာပါပဲလူတွေမောင်စနစ်တကျနေထိုင်တာတော့ဖြစ်သေးတာပါပဲအင်းကြီးမရှိရှာတဲ့နွားပို့ပြီးတော့စူတော်မှာပေါ့တက်ခုတော့ရှိပါသေးတယ် မုံမိတဲ့နွားလိုက်တော့မဖျားပါဘူးချောင်းလည်းမဆိုးပါဘူးကိုကန်ဆွမ်းအောင်ကောင်းနာမကောင်းနာကလည်းကြွားသေးတာကိုလူတွေမှလည်းဒီလိုပါပဲလူ၃ယောက်မုံမိပြီးမဲ့၃ယောက်လုံးမဖျားပါဘူးချောင်းလည်းမဆိုးပါဘူးကိုကန်ဆွမ်းအောင်ညံ့တဲ့သူပဲဖြစ်တာပါဒါနဲ့ပဲစာရေးသူကျွန်တော်ကဇဝတ်သားတစ်ချက်သားကို ရေးတပလင်းနဲ့ဖြုတ်တိုက်လိုက်ပါလေနေ့တည်းတစ်ခွက်ညနေတစ်ခွက်တိုက်ဖို့လေစေပေခဲ့ပါသေးတယ်အဲ့ဒီစင်းနဲ့တနာရီချပြီးဂျင်း၅ချက်သားကို ရေး၃မိနစ်နဲ့၃ခွက်တစ်ခွက်တင်းကျိုးပြီးတော့တိုက်ဖို့လေမှာခဲ့ပါသေးတယ်နှွားကိုနှွေးနှွေးထွေးထွေးထားရမေးလေးတိုင်မခံရဘူးရင်းနှွေးပုပ်ပတ်စုကိုဇလုံနဲ့ထည့်ပြီးတော့ ရုပ်စီလက်တကောလောင်းနဲ့ဖြောပြီးတက်လာတဲ့အငွေကိုနှွားကြီးကို ရှုခိုင်းခဲ့ပါတယ်။နနွဲ့မိုင်းမလောက်ပါနဲ့လို့အထက်ထက်မှားခဲ့ရတယ်။ယက်ဒီယွာလီကဘာပဲဖြစ်ဖြစ်အရင်ဆုံးလောက်တာကနနွဲ့မိုင်းပါပဲ။မိကြီးကလေးကိုနနွဲ့မုံဖြုတ်ပြီးတော့နှွားကိုပဆိုးအုပ်ပြီး ရှုခိုင်းတာပါ။ချောင်းဆိုးတဲ့နှွားမိကုံးမှွင့်တော့ပို့ပြီးတော့စိုးတော့မှာပါ။ သူတို့ရွာကတူဟုလောက်ပါလေနာမည်ကြီးပေါ့အင်းစင်တူဘူးဆိုရင် ရန်ကုန်မှာလူတီများပါတယ်နှစ်ရက်လောက်ကြာတော့တူဘူးလာဖို့တဲ့ဥမောင်းနဲ့ဈေးထဲမှာတွေ့ပါတယ်ဟာဆရာကြီးနွားကြီးချောင်းဆိုးပြောက်လို့အစာရီစနေပြီတဲ့ဆရာရောချောင်းဆိုးသေးလားဗျဟမ်ကျွန်တော်လည်းပျောက်သွားပါပြီအဲ့လိုပြောလိုက်ပါတယ်ကျွန်တော်ကတော့ကွန်ရွက်ထဲရက်စားထက်ပြီးငုံထားလိုက်တယ် နှစ်ရက်လောက်နေတော့ကောင်းသွားတာပါပဲမြမတိုင်းရင်စစ်ရဲ့အစွမ်းနေပေါ့ဟုတ်ကဲ့စိုက်သူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်